ယနေ့ထက်တိုင်းထင်လွဲမားနေစေဖြစ်တဲ့မိဖုရားစောမော်လာနဲ့ရွှေဆိုင်ရံဖုရားကြောင့်ကဲပရိသတ်ကြီးတို့ဤမိမာတော့လွန်ခဲ့တဲ့ခုနှစ်ဘဝကိုပြန်ရောက်သွားတယ်လို့မျိုးခံစားချက်ကိုပေးနိုင်ဖို့အတွက်အနော်ရထာမင်းကြီးလက်ထက်မှာဖြစ်ပွားခဲ့ရတဲ့ဖြစ်ပျက်လေးတစ်ခုပြင်ယနေ့ထက်တိုင်းကိုယ်ကိုယ်ယုံကြည်နေကြစေဖြစ်တဲ့ရွှေဆိုင်ရံသမိုင်းကြောင့်ကိုတွဲရှက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရွှေစာရံစေတီတော်မြတ်ကြီးအောင်ကင်းဝော်မင်းကြီးရဲ့စကန်းစဉ်အလင်္ကာရအရှိရွှေစာရံပကံအနောက်တောင်မြောက်ရင်မြော တီဟာတော်ဟုလောကထက်တွင်၆၀၀လင်းသာတနင်းမှန်ကိုကျော်လင်းစုစည်ရင်ဝင်လေးဖြစ်ပါသည်။ရွှေစာရံကိုဖူးမြော်ခြင်းရဲ့ပကံပြီကိုလည်းအမိထားတင်မှုဆိုတဲ့အတိုင်းဒီဖျားစီကိုထာပနာခဲ့သူကတော့အနုရထာမင်းကြီးရဲ့မိဖုရားတို့ဖြစ်သူရှမ်းမင်းသမီးစောမွန်လာပဲဖြစ်ပါသည်။အကြောင်းကတော့ဒီလိုပါ။ပကံပြီကြီးသာသနာထွန်းကားစဉ်ချင်းက အနွေထာမင်းဟာအင်မတန်မှဘာသာတရားကိုင်းဆိုင်သူတဦးပဲဖြစ်ပါရည်။ဒါကြောင့် AD 1058မှာပကံပြည့်ရှင်နွေထာမင်းဆောင်ဟာနန်းချောင်းမြို့တော်တာလီမှာဆွေတော်သောပင်းခဲ့ပေမယ့်ဆွေတော်မရရှိခဲ့ပြီးတရားမင်းပေးရတဲ့ညဆင်းသူတော်ကိုသာရရှိခဲ့ပါရည်။ဒီစင်းသူတော်ကိုလက်ခံရတဲ့အခါမှာလည်းသာသနာ9000တည်တန်းစေဖို့ဖြားရိတ်ပေးခဲ့တယ်လို့သိရပါရည်။ဒီလိုနဲ့ပင်ပင်ပြင်းရှမ်းပြည်ရောက်မှာကံမောစာပြည့်ရှင် မောင်ကိုပြည်တောင်ကိုဆိုရရင်စောဝါစောလောဟိုမင်းကရှမ်းမြမနှစ်ပြည်တော်ချစ်ကြည်ရေးအတွက်အစောလာသမီးတော်စောမော်လာကိုပကင်းဘီယန်ထံမှဆက်သားခဲ့ပါရီအနွေထာမင်းစောဟာရှမ်းမင်းသမီးကိုမျက်နိုးတော်မူလာတဲ့အတွက်အင်မတန်မှအရေးပေးခဲ့တာကြောင့်ကိလေသာတွေကိုစိတ်ကုံနေခဲ့တဲ့စောမော်လာဟာ နန်းတွင်းမှာနေထိုင်ရတာတစားတစားပင်ပန်းလာခဲ့ပါတယ်။ဒီလိုနဲ့ပဲမိဖုရားချင်းချင်းရဲ့မနာလိုမုံတူးမှုတွေဟာတပြည်ပြည်ကြီးထွားလာခဲ့ပြီးမိဖုရားဆုံးမလာကိုပကံပြည်ကြီးကနှုတ်ဆက်ရတော့မယ့်အချိန်ကိုရှောက်လာခဲ့ပါတယ်။ဒါကြောင့်မင်းအနောက်ရထားမင်းကြီးထံကိုမုံမမန်နဲ့အကြောင်းအရာတွေတင်ပြခဲ့ပြီးဆုံးမလာကိုမျက်တော်ရှာအောင်ပြုခဲ့တာကြောင့်အနောက်ရထားမင်းစောလင်သူ့ပြည်ထားနေကိုပြန်ဖို့သာဖန်နေခဲ့ကြပါတယ်။ဒါကြောင့်မင်းဖုံးကံမြေလိုပိုင်ဆိုင်ထားရတဲ့မိဖုရားဆုံးမလာရဲ့နှောင်းတော်မှာ မွေတော်ကိန်းဝတ်နေတော်မူပြီးတော့ရောင်ကြီးတော်ကွန်ပျူတာကိုဆုံးကဝေလို့ဆွဆွဲပြီးမင်းကြီးတံမဟုတ်မမဲရှောက်တင်ကြတဲ့တွင်နှဖူးစာရေးဆက်ဒီတင်ပြတ်တာမူအနွေထားမင်းမြေယုံစားတော်ဝင်တော်မူပြီးမိမယားဆုံးမော်လာကိုဇာတိမြေ ရှမ်းပြည်သို့ပြန်စီခဲ့ပါရယ်ပကံနေပြီးတော့မှမိုင်းမောပြန်လန်းခီးမှာမြတ်စွာဘုရားရှင်ရဲ့ ီတော်တက်တော်ဂိမ်းနဲ့စောင်းမွန်လာရဲ့နှောင်းတော်ဟာမြက်စွာဖေဟာအလောင်းတော်မွေငဲ9ကြိမ်ဖြစ်ခဲ့ဘူးတယ်လို့ဆိုရှိတဲ့လက်ရှိစီရီတီနီယာနေရာနဲ့တမိုင်အကွာပန်းချောင်းတွင်ဖြတ်90မှာနားမကျွတ်ပြီးတော့ထိလန့်နေတော့မှာပဲ ကောင်းကင်မှာစာဝရင်းငယ်များရန်လျက်တည်ရှိတာကိုကြောင်းပြုလို့ထိုရက်ကိုရွှေစာရင်လို့ခေါ်တွင်ခဲ့ပြီးပန်းချောင်းကိုလည်းနှဒောင်းကြချောင်းရည်လို့ယနေ့ထက်တိုင်းခေါ်တွင်ခဲ့ကြပါသည်ခရစ်နှစ်416ခုနှစ်မှာရွှေစာရင်မြေသမုတ်တဲ့၁၇မိငိမ်ဇေဒီကိုဖျားတယ်ကမှစောမွန်လာဟာနှဒောင်းတော်ကိုထာပနာလို့ကဘာတီတဲ့ထေရဝါဒဗုဒ္ဓဘာသာအရှိတီတဲ့ဇေယံလုံးက9000ပြည့်တည်ထားခဲ့ပါသည် တင်းဖြစ်ဖြစ်ဟာတကယ်ဖြစ်ရမှန်တကယ်ဖြစ်ခဲ့တယ်လို့မိဖုရားဆောင်းမော်လာဟာဂူနေရှင်တိုင်နေရှင်တယောက်လည်းဟောက်မနေခဲ့ပါဘူးမောင်မော်ရှမ်းစော်ပါကြီးရဲ့သမီးတော်ရှမ်းမင်းသမီးလည်းဖြစ် ဖုံးမိနေလားအင်မတန်တောက်ပါတဲ့မြန်မာပြည်အော်ရထာရဲ့မိဖုရားတပါးလေးဖြစ်တဲ့ပြင်စုတောင်းမြေရွှေစာရန်ဇေယျတော်မြတ်ကြီးရဲ့ဖျားတယ်ကာမလေးဖြစ်တဲ့စောမောလာကိုသူ့ရဲ့အစင်တန်းနဲ့ညီတခဲတနာထားခြင်းတဲ့အတွက်ရွှေစာရန်ဂောပကဖွေရရှမ်းရိုးရာဆင်လာတိုင်းဟောင်းနဲ့ဆောက်လုပ်ပြီးတော့စောမောလာရုပ်ထုကိုအဆောင်ရောင်များနဲ့ထားရှိခဲ့ပါတယ်ဒီအတွက်အင်မတန်မှဖြူစင်မြင့်မြတ်လာတဲ့ပါရမီရှင်မြတ်တာရှင် စစ်စာရှင်စောမော်လာကိုအနေစားနဲ့စင်းထည့်သွင်းလို့အခွင့်ကောင်းယူလို့ကျဲဖန်ဒီစီဝါရှာတာမျိုးဂေါပကအဖွဲ့ကခွင့်မပြုပါဘူးခဲလို့ရစောမော်လာပုံတော်တွေထားရှိပေးပြီးတော့လူထဲဌာနပြုလို့သူတွေနဲ့ရှမ်းရုံရရင်ကျေးမှုထုံတန်းဆန္လာရရှမ်းအုံးစီဝိုင်းနဲ့ကကြင်းဆိုချင်းဂရဝပြုချင်းများကိုခွင့်ပြုထားပေမဲ့စောမော်လာဟာတိုင်တန်းရှင်ကုနန်းရှင်မဟုတ်ပါဘူးလို့ဘာနာယင်းမှုဥပြင်းကြီးကအတီလင်းပြောထားပါရည်ဆိုတော့ပြိဋ္ဌာန်ကြီးတို့လည်းရွှေစားရံကိုချီရသူနဲ့တစ်ခေါက်လောက်တူတူသွားကြည့်ပါဦးရှင်